ဒါဆိုရီသမီးမိတ်ဆွေတွေအတွက်2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်တလဆာချောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဂျာဇာပရိသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပီယာမှန်သမျှဝေးကွာကြပါစီကြောင်းကျွန်တော်ကဒီကနေ့ဥစွာမေတ္တာပို့ဆုတောင်းဖော်ပြနာပြုသလိုက်ပါတယ်။ဒီ2025ခုနှစ်17လပိုင်းတော့မဟုတ်မီဆရာတို့ဘာလို့လို့နဲ့အခုဆိုရင်ဇန်နဝါရီကစလာလိုက်တာ။တလာပြီးတလာတလာပြီးတလာနဲ့အခုဆိုရင်2025ရဲ့17လပိုင်းကိုရောက်လာပြီ။ ဲ့တော့ဂျက်ဆာဖိသမီမိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အဲဒီပြီးခဲ့တဲ့ဆယ်လပိုင်းအထိကိုမိတ်ဆွေတို့ရဲ့ကာဒီ2025မှာအချိန်ဘယ်လိုရှိခဲ့တယ်လဲခင်ဗျာထို့တူဆရာရဲ့ဟောစတန်တွေတနစ်စာဟောစတန်တွေတလတ်စာဟောစတန်တွေကိုလိုက်နားထောင်ဖြစ်ရလားကြည့်ရတာရောအဆင်ပြေရလားထို့တူပဲဆရာမိတ်ဆွေတွေအနေနဲ့ဘာတွေများအကြံပေးလို့လဲမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်ဖြစ်ခဲ့သလားကံဆိုးတဲ့နှစ်ဖြစ်ခဲ့သလားသို့မဟုတ်ပုံမှန်အတိုင်းပဲလားဆိုတာလေးဆရာကို မှန်းမိကြပါဘူးအဲဆိုတော့ဆရာမိတ်ဆွေတွေအနေနဲ့ဆရာ review လေးတွေလိုက်ဖတ်လို့ရအောင်လို့ပါ2025ခုနှစ်7လပိုင်းနိုဝင်ဘာလအတွက်ဂျာစာဗီတာမင်းမိတ်ဆွေတို့ရဲ့ဥစ္စာပထမမိတ်ဆွေတို့ရဲ့ကံကိုဥစ္စာဆရာတို့တားတော့ကံလေးတစ်ကလောက်ဆွဲကြည့်လိုက်ရအောင်ဂျာစာဗီတာမင်းမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံဟာလုပ်ငန်းတစ္ဆတင်ခြင်းတိဆောက်ခြင်းလမ်းဖောက်ခြင်းတွေအတွက်အင်မတန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ လာဖြစ်ပါတယ်ထို့ပြင်အနာဂတ်အတွက်အတိတ်အတွက်ဒီမှန်းချက်တွေစဉ်းစားနေတာမျိုးငါဟာလက်ရှိမှာတသက်တာလုံးမှာသူမဟုတ်ရင်ဘဝအတွက်ငြိမ်းချမ်းခြင်းတွေအတွက်ရည်ရှိလိုက်တိုင်းအတွက်အဆင်ပြေအောင်ငါဟာဘလို့လာဘယ်ရာတွေစတင်လို့ရင်ဘလို့စတင်လို့ရင်ကောင်းမလဲဆိုတာမျိုးသူမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်မဖြစ်ပေါ်လာသည်တော့အရာလေးတွေအတွက်အဆင်ပြေအောင်ကိုဟာတွေးခေါ်ကြံစကြံစီနေတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေတဲ့ဒါအပြင်ဒီလိုအကြံစီမျိုးတွေကြံစီဖို့လည်းတင့်ပြီးတော့ရှေ့တိုးဆောင်ရလောက်ဆောင်ရအောင်မြင်တိုးတက်ခြင်းတွေ အားသာခြင်းနဲ့ချင်းတည်ရရှိမဲ့ကာလဖြစ်တဲ့အတွက်အတွေးခေါ်ကောင်းအကြံစီကောင်းလုပ်ငန်းတဲ့အကြံစီတဲ့တွေကိုတွေးခေါ်စဉ်းစားနေတော့စိတ်ရိုးတွေတွေးခေါ်ရန်အတွက်လည်းအားသာသောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ခါးနဲ့ပတ်သက်တာမျိုးလေးတွေ အဲခါခိုက်တာမျိုးလေးတွေခြေလက်တို့ဒူးစစ်တို့နာကျင်ကြိုက်ခဲရတာမျိုးတွေအထူးသဖြင့်အကြောနဲ့ပတ်သက်ပြီးတော့အကြောတက်တာမျိုးအကြောထုံတာမျိုးဒါမျိုးလေးတွေနဲ့ပတ်သက်လို့တော့သတိပြုစင်နေရလိုအပ်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်ချမ်းမာရေးကောင်းပြီးငွေမဝင်ချမ်းမာရေးအနေနဲ့ငွေအဲဝင်ငွေကောင်းရင်ချမ်းမာရေးကောင်းပြီးဝင်ငွေမကောင်းရင်ချမ်းမာရေးညံ့တဲ့အတွက်ရသပတိသပိမိတ်ဆွေတွေဟိုကတော့ဒီလာဟာငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့တေးကြတဲ့ ကြစားပရိသတ်သမီးတွေရဲ့အိမ်တော်ဘက်ကတော့ငွေကြေးနဲ့ပတ်သက်ရင်များများသာရှာထားမှသာအဲကြက်မာအိမ်များများကောင်းမင်းလာလို့ဆရာကခန့်နောက်နောက်လေးပြောလိုက်ပြရစီဥကောင်းကိုက်ခဲချင်းမျိုးတွေရှင်စစ်တို့ခါရတို့အကြောတို့ကြောက်ကတ်တို့နဲ့ပတ်သက်ပြီးသတိပြုရမယ်မိတ်ဆွေတို့အနေနဲ့ဒီတလားတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစီ ဒီလတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေလုပ်ငန်းရှိနေတဲ့အလုပ်ကိုပဲစတင်အသစ်တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေသို့မဟုတ်ရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လိုက်တိချက်ပို့ပြီးတော့မောသန်အဲဆွမ်းနာလိုပဲရင်းနှီးမြှုပ်နှံမှုတွေစဉ်းစားတွေးခေါ်မှုတွေအားသာကောင်းမွန်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်ယာဒူတိုးခြင်းယာဒူတက်ရှင်တွေကြုံရနိုင်တယ်ထို့အပြင်ပဲ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေခရီးသွားလာမှုဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းနိုင်တယ် ပညာရတစ်ခုခုကိုလေ့လာသင်ယူနေတာမျိုးလက်တွေ့မှာလည်းထိုပညာရအပေါ်မှာအသုံးချမိခိုးနေတာမျိုးအားသာကောင်းမှုပြီးတော့ပညာရနဲ့ပတ်သက်လာရင်ကိုကြိုးစားရင်ကြိုးစားသလောက်စွန့်ရင်စွန့်သလောက်အောင်မြင်မယ်ဆိုတဲ့လဖြစ်တာကတော့အတေချာပဲဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လို့ရှင်အမိနာမခံခြင်းသို့မဟုတ်ရင်ကိုကိုတိုင်းဥစည်းဥဆောင်ပြီးဘာကိုမဆိုချစ်လို့ဆောင်ရလှောက်ဆောင်ရင်တော့အစဉ်ပြေမှုတွေအာသာမှုတွေနဲ့အောင်မြင်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့ သူများတဦးတယောက်အားငွေကြီးနဲ့ပတ်သက်လို့ရှိတာငားလာဒီမှာသတိပြုစင်နေရလိုအပ်တယ်။ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်။အလှပရေးရဆိုင်ရာလေးတွေလူငွေကိစ္စကဏ္ဍလေးတွေကြောင့်ငွေဟာဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေပဲသို့ဖြစ်နေတတ်ပြီးတော့ဆွမ်းနာပြောခဲ့တဲ့အတိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေမမြဲသောလားဖြစ်ပါတယ်။ဒါကိုပဲဆရာဆက်ပြီးတော့ငွေမြဲစီရန်အတွက်ရေရာလေးဆရာတို့လောက်ပြောပြရစီမိတ်ဆွေများခင်ဗျာကျစားဖိသားမိတ်ဆွေတို့ငွေမြဲစီရန်အတွက်ရေရာလေးပြပါမယ်။ဆရာတို့ဒါလေးကကတ်ထူဆာရွက်လေးလို့မျက်စီထဲမှာမြင်လိုက်မိတ်ဆွေများ ။ဒါလေးကကတုဆိုင်ရကလေးဆိုပြားဆိုလိုတာကဒီမှာဘောင်လေးတွေပါတယ်။ဒါကလည်းနှစ်လက်မှအလျားနှစ်လက်မှအနံနှစ်လက်မှဘောနော်မျက်စိနဲ့မြင်တာအောင်ဆရာပြရရင်အလျားနှစ်လက်မှအနံနှစ်လက်မှဆရာမေဆွေတို့ဆရာဆွပြမယ်နော်။ဆရာတို့ဒါကတွေ့ကြလေးဘောနော်ဒါလေးကတွေ့ကြဒါလေးနှစ်လက်မှဘောအလျားနှစ်လက်မှအနံနှစ်လက်မှလေးနဲ့နော်။နောက်ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီထဲကနေပြီးတော့ဆက်ဆွပြန်ပြနဲ့ဆက်ဆွပြမယ်နော်။အဲ့ဒီဘာဝင်တွင်းမှာ မခတ်ပါဘူးအဲ့ဒီလိုသရိကံလေးအတုံးလေးတုံတုံထားလိုက်ပါထပ်ပြီးတော့အဲတော့ဒီမှာသရိကံတုံးလေးတုံတုံထပ်ထားလိုက်ပါအဲမေရှင်ရုံနဲ့သရိကံတုံးလေးတုံတုံထပ်ထားလိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်နော်သရိကံတုံးလေးတုံတုံထပ်ထားလိုက်မယ်ဆရာမေရှင်ရုံဒါလေးကိုအလျားနှစ်လက်မှအနံနှစ်လက်မှဒါလေးကို plus 6လေးလောင်းပြီးတော့မေရှင်ရုံရဲ့ပတ်စံ A အတွင်းမှာဖြစ်စီအဲမေရှင်ရုံရဲ့ပတ်စံ A အတွင်းမှာဖြစ်စီလုပ်ငန်းအတွင်းမှာဖြစ်စီ plus 6လေးလောင်းပြီးတော့အမြဲတမ်းစောင့်ထားပါ ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစီမှာတော့ကျိန်းသေးပါတယ်ကျွန်တော်မိတ်ဆွေအဟောင်းတွေကတော့တိပေမဲ့မိတ်ဆွေအစ်တင်များအတွက်ကိုငွေမြဲစီရန်ရည်ရွယ်လေးပြလိုက်ပါတယ်ခေါင်းကြီးကျေးဇူးပရိသတ်သမီးတွေဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့စားတောက်ကုန်လုပ်ငန်းတွေစက်တူလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအထယ်လိုက်လုပ်ငန်း online social media နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအားသာရှင်တိုးတက်ခြင်းတွေကောင်းမွန်တယ်လို့မိတ်ဆွေတို့အနေနဲ့ရေချားမြေချားနေချားတိုင်းပြည်ပါလူမျိုးချားတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကုန်မဆိုရှေ့တိုးဆောင်ရပြီးတော့လှုပ်ဆောင်ရင် ကံရဲ့အထောက်အကူကိုရရှိတတ်ပြီးတဲ့အခါတပည့်လက်သားသမီးတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေလက်အောက်ငယ်သားတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လည်းငဘကဆောက်လက်စားလေးမပြည့်ပြည့်ဖြစ်နေသောမိတ်ဆွေကြသောဝိသားသမီးများဒီလာတာတော့ပြန်ပါနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ရှိရင်ပြည့်ပြည့်အောင်တိဆောက်နိုင်တာမျိုးတွေပြည့်ပြည့်အောင်အဆုံးသက်ပြီးတော့တိဆောက်နိုင်မဲ့ကာလ ဖြစ်ပါတယ်။စာချုပ်ဆိုင်ရာကိစ္စလေးတွေစစ်ဆက်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတွေဆက်တူလုပ်ငန်းတွေခြေထိုးဆောင်ရွက်လုပ်ဆောင်ကောင်းသောကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလမှာအတွေးသစ်အမြင်သစ်တွေကိုချပြပြီးတော့ဥဆောင်ခြင်းတွေဟာအားသာပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါမှမကသေးဘူးမိတ်ဆွေတို့အနေနဲ့အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ခွဲပြရရင်အဲကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခြေထိုးဆောင်ရွက်လုပ်ဆောင်ခြင်းတွေဟာအားသာတိုးတက်ပြီးတော့အဲအကျိုးပေးကံကောင်းစေပါလေ။ဒီလတာတော့ပြမဆိုရွှေဝင်လာတော့အားနည်းချက်ဖြစ်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့နဲ့တော်တော်လေးခက်ခဲလာတာမျိုးတွေဖြစ်စေစိတ်တည်းအဆင်မပြေလာရင်ခုခုပိုပြန်တွေးကြည့်ပါရွှေဝင်ထားသလားသို့မဟုတ်လူဝင်ထားသလားကိုတွေးကြည့်ပါဒီနှစ်ခုလုံးတစ်ခုခုကိုဝင်ထားတဲ့ဆိုရင် ရွှေလေးစတိပေါင်ပြီးတာမျိုးသူမဟုတ်ရင်လူဝင်မတော်လို့ရွှေဝယ်ထားရဆိုရင်လည်းစတိကလေးပြန်ရောက်ပြီးတာမျိုးဖြစ်စီသူမဟုတ်မဖြစ်မနေညာအိညာမိသားစုဝင်တွဲမှာအရေးတကြီးကျမ်းမာရေးညံ့လာတယ်ကျူချလာတာရှိလို့ရှိရင်ကိုကိုတိုင်းရှင်နှောင်းညာအိညာနဲ့လေထွက်ပြေးလိုက်တာမျိုးသူမဟုတ်ရင်ရွှေကလေးစတိထိုသူရဲ့မွေးနေ့မှာပေါင်ပြီးလိုက်တာမျိုးတွေလှုပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကျမ်းမာရေးအဝါအဝါကိစ္စတွေဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းအဆင့်ပြေသွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအမှုပညာနဲ့ပတ်သက်ပြီးတော့ဂျာစာပိသားမိတ်ဆွေများပိုင်းဒီကာလမှာစကားပြောဆိုနေထိုင်မှုတွေမှာအလွန်ကိုတတိထားပါဘာကြောင့်လဲဆိုတော့ အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီထင်ပေါ်ကျော်စောတက်တယ်လို့အဘဘကဖီအားတွေပေးလာတက်တဲ့ကိစ္စလေးတွေအရာရာကိုယုံကံရတာမျိုးလေးတွေအပြန်ဆိုင်တိုက်ခိုက်တယ်များတက်တော်လာဖြစ်တဲ့အတွက်တော့ social inclusion dancer တွေအဆိုးအကအရေးတိသဘင်တစ်ခုမှအမှုပညာဗေဒင်ဗေဒပတိလူထင်မှုလူသိမှုလူအများနဲ့ဆက်ဆက်ရတဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့လူတာထပ်ပို့ပြီးတော့အနောက်နေ့အကြံကြာလေးဂျုံကတက်တဲ့အတွက်တော့ review စင်ကြင်ရအတွက်တော့လိုအပ်တော့ကာလဖြစ်ပါလေငွေကြီးနဲ့ပတ်သက်ရင်အာမခံလောက်တာမျိုးလေးတွေလုံးဝညံ့ပါတယ်ငွေကြီးအာမခံလောက်ချင်းအဲစွန့်လာလို့ပေါ့ ိုလူယုံမလွယ်ချင်းမျိုးတွေကိုတတိထားဆင်ပြေးရန်အတွက်တော့လိုအပ်တော့လာဖြစ်ပြီးတော့ပတ်စံရှိရင်တော့ဆုံးမတူတူဆရာငယ်ကိုလာပေးထားလို့ရပါလေခင်ဗျာဆိုတော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေမရှိပါနဲ့မငားပါနဲ့အားနာရင်ခါပါတတ်တော့ကာလဖြစ်ပြီးတော့မိမိမှရှိတဲ့ငွေကြီးပိုင်ဆိုင်မှုတဏှာတွေမှာတော့မှလူမြင်မခံပါနဲ့လူမြင်မမြဲတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ကိုယ်ငွေနဲ့ကိုပြဿနာအခက်အခဲလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ငွေကြီးရှိတာမျိုးတွေတော့မရောက်လောက်ဆောင်ပါနဲ့တကယ်လို့လက်လွန်ထားတဲ့ငွေတွေပြန်လဲပြောဆိုတောင်းဆိုဖို့အတွက်ဆိုရင်တော့ရပါတယ် တောင်းမှာသို့တော့နည်းနည်းလေးတော့အထင်ငော်လေးဂျုံကတက်တဲ့အတွက်၎င်းတို့ဆွနာလိုပေါ့ကိုကိုတိုင်းတောင်းတာတက်တူတယောက်ရဲ့အကူအညီကိုရယူပြီးတော့ပြောဆိုတာမျိုးလေးတွေအကူအညီလေးတွေကိုရယူပြီးတော့တောင်းတာမျိုးလေးတွေကဂျင်းတွေပေါ့ရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြအများရတတ်တော့လားအရှိရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လားဖြစ်ပြီးတော့အဲမိမိရဲ့ချစ်သူအပေါ်မှာမိမိဟာနားလည်မှုလွဲနေတာမျိုးဖြစ်စေအဲ မိမိရဲ့ချစ်သူအပေါ်မှာကိုကနှွမ်းမိုးကျင်တဲ့စိတ်ကလေးတွေဖြစ်စေအဲတာမန်ထပ်ပူပြီးတော့ဖီအားလေးတွေကြောင့်တစ်ဖက်မှာချုပ်ရှယ်မှုလေးတွေဖြစ်တာမျိုးစိတ်ပန်းလူပန်စိတ်မောလူမောဖြစ်ရတာမျိုးဖြစ်ရတဲ့အတွက်သမီးသားများအနေနဲ့ဆိုလို့ရှိရင်လည်းဘာလို့မဆိုအဲတဦးနဲ့ဒုတိယနဲ့တရားနားလည်မှုချီချီနဲ့ချီတူဆောင်လာလှုပ်ဆောင်မှာအဆင်ပြေခြင်းနဲ့အောင်မြင်မှုတွေရရှိပါလိမ့်မယ်သို့မဟုတ်ဘဲနဲ့တဦးကိုကအဲကျိုးဆွဆွဆွဲတာမျိုးတွေမတိကျမရေရာပဲနဲ့ပြောဆိုတာမျိုးတွေကြောင့်စိတ်ဆိုးစိတ်ကောက်ခြင်းအဆက်အသွယ်ပြတ်ခြင်းရက်တန့်လာရခြင်းတွေဂျုံဝတ်တက်တဲ့အတွက်တော့ တတိယစီရင်ရလိုအပ်ပါတယ်အိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့ဂျာဇာပိသမိမိတ်ရှူတွေဒီလဟာအိမ်ထောင်ကြီးနဲ့ပတ်သက်လို့အစင်မပြေနိုင်စရာဘာမှတော့မတွေ့ရဘူးအကယ်၍အစင်မပြေနိုင်စရာလေးတွေရှိလာတဲ့အခါမှာငွေကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာမျိုးလေးတွေသို့မဟုတ်လူပြုံတဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ ငွေကြီးကိစ္စအငင်းခုန်လေးတွေကြောင့်ပြဿနာတက်လာမျိုးလေးတွေကြုံရတတ်ပါတယ်ခင်ဗျာ။အိမ်ဆောင်ကြီးမှာအနေငယ်လေးတွင်းအေးနေတာမျိုး၊နှွေးထွေးမှုတွေအားနေနေတာမျိုးလေးတွေကြုံရတတ်တော့လားဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေအိမ်ဆောင်ရှင်များဟုတော့ပုံမူပြီးတော့ညင်ညင်နေနိုင်တတ်တယ်မြင်နေနည်းနည်းထွေးထွေးလိုအပ်ပါတယ်။မိတ်ဆွေတို့နေနေဒီလာတာတော့ဒီမှာဆိုအိမ်ဆောင်ရှင်များဟုကတော့အိုးအိတ်ရှမ်းပြည်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဆောင်ရတဲ့အခါမှာတိုင်းမင်းညှိနိုင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။တို့ပြင်ဒီတလတာတော့ဒီမှာကြာစာပရိသတ်သမီးများချုပ်ပြီးပြန်ပြောရတယ်။ဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လောက်ပါ ချီတိုးဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုလုပ်တတ်နိုင်ပါတယ်။ငါပတ်စုပ်လုပ်ငန်း၊ဗီဇာလုပ်ငန်း၊ခရီးသွားဆိုင်ရာလုပ်ငန်းတွေအဲဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်စံစီစေစားစက်ပစ္စည်းအထည်အလေးဒေါ်လာတက်စီဒီဇယ်ကိုပိုင်လုပ်ငန်းတွေအဝေးတနေရာဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာရင်ချီတိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းဈေးနိုင်တော့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းသင်ယူပြီးရဲ့ပညာရပ်ကိုချီတိုးဆောင်ရလှုပ်ဆောင်ရင်ကိုကိုယ်တိုင်အမိနာမခံလို့ဖြစ်နေအားသာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါတယ်။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်အဲအပြောဆုံးနဲ့ပတ်သက်တာမျိုးအပွဲစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တူအားသာကောင်းမွန်ပြင်မဲ့လို့အမှုပညာဆိုင်ရာလုပ်ငန်းတွေအမှုပညာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရတဲ့မိတ်ဆွေများကိုကတော့အပြိုင်ဆိုင်နေကြတာနေခမ်းမြမ်းရုံးထွက်ကာမှာတော့ကကြမယ်လားဖြစ်ပါတယ် ဒီတလားတာတော့ဒီမှာအရှိရင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတဦးနဲ့လူတစ်ယောက်နဲ့တစ်ယောက်ရှစ်လွန်းလို့လေတစ်ဖက်ပေါ်မှာဆုတ်ချေမှုလေးတွေဖြစ်ရတတ်တယ်။အိမ်ဆောင်ကြီးနဲ့ပတ်သက်တော့လေသူအေးနေတာလေးတွေချုပ်ပြီးတော့ပြန်ပြောပြရစီ။ဒီတလားတာတော့ဒီမှာဂျာဇာဖေးသမီးမိတ်ဆွေတို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်အင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာအာသာကောင်းမှုတိုးတက်နိုင်ပါလေ။အကျိုးပေးသောအရက်ဟာမြောက်ဆူဆူရက်ဖြစ်ပါတယ်။စမ်းတီရအရက်ကတော့အနောက်တောင်တောင်ရက်ဖြစ်ပါတယ်ခင်ဗျာ။အကျိုးပေးကံကောင်းစီသောကဏ္ဍဟာတော့၃ခန်း ခုနှစ်ကနန်းငါးကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအစိမ်းရောင်လို့အနီရောင်လို့မီးညိုရောင်လို့များများပါသောအရောင်တွေကိုဝစ်စင်အပြုတုံးဆွဲရင်ပုံမှုပြီးတော့ကံကောင်းထောက်ဖို့ရရှိစေမှာအတိအကျပဲဖြစ်တယ်အစစအရေရမိစလို့ရဲ့အရေးကြီးသောကိအလုပ်ကိစ္စလေးတွေလုပ်ငန်းကိုင်ငန်းတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမှာမိမိတို့ရဲ့လိုရာကိစ္စမတော်မီမပြောမီမှာ မြတ်စွာဘုရားမှာပေါင်မုတ်ကလေးကိုနိုးစီလေးတုပ်ပြီးတော့ဆူတောင်းပြီးတော့လူရကိစ္စပြောဆိုရင်အရေးကြီးတော့ကိစ္စတွေဟာထင်ငုံမှုမရှိပဲအောင်မြင်တုတ်တက်စီမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရမိတ်ဆွေတို့အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ရဲ့ဇာစာပိသရိမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်သူကတော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့၁၂ရက်တည်းတည်းအဋိဋ္ဌံပြုလိုက်ပါကမိမိတို့ရဲ့အခက်အခဲအကျက်တဲတွေပြေလဲပြေပြောက်သွားစီမှာ အတိအကျပဲဖြစ်တယ်။ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလမှာအထက်လူကြီးအကြီးအကဲတွေရဲ့လုပ်ငန်းနဲ့ပတ်သက်လို့စိတ်မောလူမောဝေဖန်ကြည့်ကြအနေငယ်လေးများတက်ဒေါ်လာဖြစ်ပါတယ်။ဒီဒေါ်လာတော့ဒီမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းထွက်စီဖို့အတွက်ဓာမီလေးတစ်ချောင်းနဲ့ထိုးပြီးတော့အဲထိုးပြီးတော့ဖွင့်လိုက်ပိတ်လိုက်လို့ပြီးတော့ထိုးပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဗဇက်ကနေပြောပြီးတော့မောက်ထိုးရင်ရောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရအစင်ပီစီရန်တရတာလုံးငွေကြေးကံကောင်းစီပြီးအဆက်ဆက်ရရအစင်ပီစီရန်တို့ကပိတ်နေသောလက်တွေပုံလန်းစီရန်ပြုလုပ်ရမယ်ရေရီယာနေနဲ့မပြောမီ ဇီယန်ကနားပြည်နေမြေချင်းရင်ခွန်ကို3ညာ2ကို3ညာ4တက်လျှောက်7902904160 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်6635050 9မှာဖြစ်စီဆက်သွယ်မြင်းညာနိုင်ကြောင်းနဲ့အဲဆရာတို့ဒီ7လပိုင်း4ရက်နေမှာဆရာငယ်အိမ်မှာချွေရောအိစာတရားချစ်ကြင်မြောက်ချွေရောအိစာတရားမိတိစေဂိုင်းတော်ဝင်အဲနေဆီဆရာတို့နေ့လယ်ပိုင်းမှာတော့အဲဟိုပါပေါ့ဆရာတို့ဆီဆရာပူဇော်ပွဲပေါ့မနက်ပိုင်းမှာတော့ဘုံကြီးငါးပါးကိုဆွန့်ကပ်ပြီးတော့အဲဆရာတို့လာတဲ့လူတွေအားလုံးနေ့လယ်2နာရီအထိ အလှဆနာလိုအလှငွေထည့်ဝင်ခြင်းတိခတ်မှာဆိုပြီးတော့အကြိုက်ဆွဲအကြိုက်စားတွေ့ပါတယ်ကျွန်တော်ဒါနဲ့ဆိုရှစ်ကျင်ကြည့်ပါပြီဇာငယ်ရဲ့အလှဟာ9ရက်သား9ရက်သားသမီးရဲ့အလှဖြစ်ပါတယ်မိတ်ဆွေတို့ဒရတာလိုအဆက်ဆက်ရဲ့အစင်ပြအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအဆက်ဆက်ရဲ့အောင်မြင်အစင်ပြတိုးတက်စေရန်အတွက်ကိုယ်ရွက်လေးတရွက်လိုအပ်ပါတယ်ကိုယ်ရွက်လေးတရွက်မှာကိုယ်ရွက်လေးတရွက်ပေါ်မှာစထဘဝဆိုပြီးလက်ညှိုးကလေးနဲ့ဆွဲလိုက်ပါတို့မဟုတ်ရင်လည်းအဲ ဆိုတော့ထုံးကလေးနဲ့ဆွဲလိုက်ပါသူမဟုတ်ရင်လည်းဆက်တာဘဝလုံးဝမပေါ်ရင်လည်းရပါတယ်စိတ်မှန်းကလေးနဲ့ဖြစ်ဖြစ်ဆာဆာလုံးဆက်တာဘဝဆက်တာဘဝလေးလုံးဆွဲလိုက်ပါအဲမျက်စိနဲ့မြင်ထားပါဘကုတန်ကုံဖရာဘောနာကုံဖရာကတ္တပဖရာဘောဓမဖရာဆိုပြီးတော့ဖရာလေးစုကိုအာရုံပြုဆွဲပါဆွဲပြီးတဲ့အခါမိတ်ဆွေတို့ရဲ့လက်ဖက်အသားကလေးတွေကိုအဲ့ဒီအပေါ်မှာတော့အနှဲငယ်တော့တင်ပြီးတော့မိမိအိမ်ကမျက်စွာဖရာမှာတောက်ရည်နှစ်ခွက်နဲ့အတူပကံများတစ်ချက်တည်းမှာတော့ ထည့်ပြီးတော့ပြူရမ်းလိုက်ပါဒါဆိုရင်မိတ်ဆွေကြတာပြည်သားသမီးတွေပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်လာမယ်ဆိုရဲအကြောင်းပြောရင်းနဲ့